တနင်္သာရီမြို့နယ်တမုတ်ချုံကျေးရွာအနီးရှိစစ်တပ်ကိုတိုက်ခိုက်မှုစစ်သားလေးဦးသေဆုံးတနင်္သာရီတိုင်းတနင်္သာရီမြို့နယ်တမုတ်ချုံကျေးရွာနီးတပ်ဆွဲထားတဲ့ဂျမ်ဖက်စစ်တပ်ကိုတော်လှန်ရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ရာစစ်သားလေးဦးသေဆုံးကြောင်း People Defense Force BDF ဗိက္ခရိုင်တပ်ရင်းနှင့်မှတာဝန်ရှိသူတဦးကပြောပါတယ်အောက်တိုဘာ16ရက်မနက်10:00နာရီခန့်တွင်တမုတ်ချုံကျေးရွာနီးတပ်ဆွဲထားတဲ့စစ်တပ်ကိုတော်လှန်ရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ် တိုက်ပွဲသည်45မိနစ်ခန့်ကြာမြင့်ခဲ့ပြီးစစ်တပ်ဘက်မှ၄ဦးသေဆုံးကတော်လှန်ရေးတပ်ဖွဲ့ဝင်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။တမုတ်ချုံကျေးရွာနီးမှာတပ်ဆွဲထားတဲ့စစ်ခွေးတွေကိုကျွန်တော်တို့ပူးပေါင်းတပ်ဖွဲ့တွေဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။အပြန်အလှန်တိုက်ပွဲ45မိနစ်လောက်ကြာခဲ့တယ်။တိုက်ပွဲက17နာရီလောက်မှပြီးသွားတယ်။ပူးပေါင်းတပ်ဖွဲ့ဘက်ကတော့အထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့တယ်။ရန်သူဘက်ကတော့၄កောင်လောက်သေဆုံးသွားတယ်လို့ PDF ဗိတ်ခရိုင်တိုက်ရင်းနှစ်မှာ တာဝန်ရှိသူကပြောပါတယ်။ဆိုပါတိုက်ခိုက်မှုကို PDF ဘိတ်ခရိုင်တိုက်ရင်နှစ်တက်ခွဲနှစ်ကော့တောင်းခရိုင်တိုက်ရင်တစ် Dragon Squad Drone ဖွဲ့နဲ့တနင်္လာရီမြို့နယ်ပကဖာတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။ဒီတဲ့ရင်ဒီတနင်္လာရီဒေသတွင်တော်လှန်ရေးတပ်ဖွဲ့များ၏စစ်ဆင်ရေးတစ်ခုအောင်မြင်မှုကိုဖော်ပြနေပါတယ်ရှင်။